ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လေခင်ဗျာခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ရဲ့နေ့လေပိုင်းသတင်းတွေကိုကျွန်တော်တို့တို့အမှကြည့်ကြအောင်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့လွင်တူရှင်သတင်းနဲ့ဆက်လိုက်မယ်နော် ပထမဆုံးဒရင်တပုတ်ကတော့ရွှေပေါက်ကန်ရေစကန်ဖောက်ခွဲထိုက်ခိုက်ခံရပြီးတော့လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ရဲတွေထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲတော့ရန်ကုန်တိုင်းမြောက်ကလာပမြို့နယ်ရွှေပေါက်ကန်နေပြီးရေစကန်ကိုတွားရောက်ဖောက်ခွဲထိုက်ခဲ့မှုမှာလှည့်ကင်းထွက်ဖို့လုပ်နေတဲ့ရဲတွေထိခိုက်သွားတယ်လို့ရန်ကုန်အာမေကတောင်းရှိသူကသတင်းပို့ထားလို့သိရပါတယ်ခင်ဗျာ။ကြည့်ကြရတိုင်းပေါ့နော်ရန်ကုန်လိုနေရာမှာတော့မှချနိုင်ပြီဆိုတော့တော်တော်လေးကိုကောင်းပါတယ်နော်။မများဆော်နေပါစေလို့ဆုတောင်းပေးပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်ကရှမ်းမြောက်မှာအပြည့်အတော်ကိုခွင့်ကောင်းယူကရခိုင်ကိုလေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန်တက် MNDA တအောင်တက် TLL တို့ရဲ့အပြည့်ရလိုက်တဲ့စစ်တပ်ဟာသူ့ရဲ့နင်းစစ်စင်ရင်းနေမြေတွေကျုပ်သွားတာကိုခွင့်ကောင်းယူပြီးရခိုင်ဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AE ကထုတ်ပြန်လာပါတယ်။ရှမ်းမြောက်ဒေသပါဝင်နိုင်ငံအနှံ့မှာစစ်တပ်ကျင့်တုံးနေတဲ့နီးလန်းတွေအတိုင်းပြည်သူတွေကိုတမကမြို့ရွာစာတင်ကြောင်းဈေးစည်းရုံစေကန်ဘုံတော်ကြီးကျောင်းတွေနဲ့လူနေမှုအဆောက်အဦတွေကိုနေ့စဉ်ရစ်ဆက် ပြင်းပြထားတဲ့ပုံစံကိုရခိုင်ဒေသမှာကျင့်သုံးလာနိုင်လို့လည်းအေကသတိပေးထားလို့သိရပါတယ်နော်ကနော်ရတဲ့ဘုကတော့အတူအီအောင်ရွေးကောက်ပွဲဝါရဖြက်ဇက်ကအဝေဖန်တဲ့ post အပေါ်ထောက်ခံသည်ဆိုတာစေအုစုကဒရိုက်တာနောက်ထပ်တန်းဦးကိုလည်းထပ်မံဖမ်းဆီးလိုက်တယ်လို့သိရတယ်။အဲတော့အချက်မဲ့စေအုစုကရိုက်ကူးတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများအမိရအတူအီအောင်ရွေးကောက်ပွဲဝါရဖြက်ဇက်ကထွက်ရှိပြီးနောက်ဇလန်နဲ့ပါဝင်တဲ့တရုတ်ဆောင်တွေပေါ်တော်လိုင်းအင်အားစုတွေပြည်သူနဲ့ ဒီ troll line opinion ရှင်တွေပြည်ပြည်ထောင်ဝေဖန်ပြောဆိုခဲ့ကြပါတယ်ဒီလိုမျိုးပြောဆိုမှုပေါ် left reaction ထောက်ခံခဲ့တယ်ဆိုပြီးတော့အချမ်းပတ်စစ်တပ်ကရုပ်ရှင် director mike t နဲ့တရုတ်ဆောင်နှစ်ယောက်ကိုစတင်ဖမ်းဆီးခဲ့ပြီးနောက် director အောင်ချမ်းလူနဲ့ director zabiu thun တက်လင်တို့ကိုပါထပ်ဖမ်းဆီးခဲ့လို့သိရပါတယ်နော်အဲ့တော့ဒီရဲ့အမှုမှာသူတို့ကသာပေါ့နော်ဒီဒီ သူတို့ဝါရဖက်စကားကိုတရုတ်ဆောင်တဲ့သူတွေကိုဝေဖန်လို့ဆိုပြောထားတာเนาะ Amazon တော့စာသားတွေကဘာမှရရင်စတိုင်းမရှိဘူးရေးထားတဲ့ဟာတွေတချို့ဆိုရင် lovely ပြီးခဲ့လို့ဖန်ခံသူတွေရှိရောเนาะအဲ Java Six Council ရဲ့ခင်မှာတော့ဒီတရားဥပဒေဆိုတာမရှိဘူးねသူလှုပ်ချင်တယ်လှုပ်နေတယ်နေသာတွေ့ရပါတယ်เนาะကြည့်ကျွန်တော်နောက်ထပ်ကြည့်ရမှာကတော့ဒီ Java Six Council ဝါရဖက်ရိုက်ကူးပေးတဲ့စဒီဘောမာနှုတ်ပညာရှင်တွေခုချိန်မှာဆိုကြောက်နေတယ်ဆိုတဲ့သတင်းလေးပေါ့เนาะနောက်နောက်ကြည့်လာเนาะခေတ်သမိုင်းကိုဒုံဆိုင်မင်းသူများဆိုတဲ့အတူအောင်ရွေးကောက်ပွဲအတွက် ဝါရဖြန့်ရှည်ရဲ့ဇက်ကမှာပါဝင်တရုတ်ဆောင်ကဲ့သို့တရုတ်ဆောင်အများစုဟာအင်မြင်မထွက်ရဲ့အထိကြောက်လန့်နေကြတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီမှာပါဝင်တရုတ်ဆောင်ကဲ့အနုံပညာရှင်တွေကိုပြည်သူအများကဝိုက်ကောနဲ့လူမှုရေးပြည်ထောင်ပေးကြဖို့ဆော်နေကြတယ်လို့ဂျန်ဂူမျိုးအခြေဆိုင်ယူဂျင်ငါအဖွဲ့ကလည်းအရေးယူမယ်လို့ထုတ်ပြန်ထားတာပါ။ဝါရဖျန်ဇက်ကမှာကောင်းဆောင်မင်းသားအဖြစ်ပါဝင်ခဲ့တဲ့နမကြီးမင်းသားနေတိုးဟာသူပါဝင်ရိုက်ကူထားတဲ့ယောက်ျားတွေကိုစိတ်ကုံတယ် ရုပ်ရှင်အထူးပြပွဲကိုအော်တိုဘားလ30ရက်ကပြုလုပ်ခဲ့ပေမဲ့မတက်ရောက်ခဲ့ဘူးလို့အဲ့ဒီပွဲတက်ရောက်ခဲ့သူတူစီကနေသိရပါတယ်။နေတိုးမလာဘူးကျန်တဲ့တယောက်ဆောင်လေလာတယ်။ပုံမှန်ဆိုနေတိုးကဒါမျိုးပွေးတယ်မလာဘဲနေတဲ့သူမဟုတ်ဘူးလေလို့သူကပြောပါတယ်။ကြောက်လို့ပေါ့နော်။အလားတူဝါရပြန်ဆက်လန်တော်မှာပါဝင်ခဲ့တဲ့တခြားနာမည်ကြီးအမျိုးသားတယောက်ဆောင်တူဟာလည်းမီဒီယာအင်တာဗျူးတွေကိုလက်မခံတော့ပဲအဆုံးစီရင်လိုတဲ့အထိစိတ်လျှောက်ရှားမှုတွေကိုခံစားနေရတယ်လို့ နာမည်ထုတ်ဖို့မပြောပြသူနဲ့ရင်းနှီးသူတူဦးစီကနေသိရပါတယ်။ခုနေ့ကရိုက်ကွင်းလာတဲ့အင်တာဗျူးတွေလက်မခံတော့ဘူးပြီးတော့သူ့ကိုယ်သူတတ်တယ်ရှင်စိတ်ပေါက်နေတယ်လို့လည်းပြောနေတယ်လို့သူကပြောပါတယ်။အနာသိန်းစစ်ကော်မရှင်ဘက်ကသူတို့ဝါရဖြန်ဆက်လန်အားဝေဖန်သူတွေကိုလိုက်လံဖမ်းဆီးရတယ်ပြုလုပ်တာဟာလည်းအဲ့ဒီဆက်လန်မှာပါဝင်သူတွေပေါ်ဖိအားပုံမတိုးစီရဲလို့ဆိုပါတယ်။ပိကေအော်တိုဝါလာ29ရက်နေ့ကအဲ့ဒီဇလန်နဲ့ပါဝင်သူတွေကိုဝေဖန်နေဆိုပြီးဒရိုက်တာမိုက်တီ ဇပ်ပိုတေုဆောင်ကျုံဝင်းထိုးနဲ့ဟာတာတေုဆောင်အွန်လိုင်းတို့ကိုရွက်ကောက်ပွဲဥပဒေနဲ့ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကလည်းစစ်ကော်မရှင်ပြန်ကြားရေးဝန်ကြီးဌာနညွှန်ကြားမှုချုပ်အေးကျွေကအနုပညာရှင်တွေကိုခေါ်ယူတွေ့ဆုံခဲ့ပြီးရွက်ကောက်ပွဲကိုဝါရဖြန့်ဆောင်ဖို့တွေမဖြစ်မနေရက်ကူမပေးရင်အထမ်းမင်းရအရေးယူမယ်လို့ချင်းချောက်ပြောဆိုခဲ့ပါတယ်။ကဲကြားရတယ်ပေါ့နော်။ ဒီ Champions League စီရဲ့ဝါရဖျင်ရွှေရှင်ရဲ့ group ရဲ့သူတွေလည်းအခုချိန်မှာဆိုရင်တော်တော်လေး၆ချောင်းနေနေတာဖြစ်ပါတယ်เนาะအဲ့တော့ Nitro တို့ဆိုရင်လည်းဒါမတရားမှန်းလည်းသိတယ်အ Champions League စီကပြောတဲ့အခါမှာသူတို့လုတ်တယ်လုတ်ပင်မယ်လေသူတို့စိတ်ထဲမှာလုံခြုံမှာတော့မဟုတ်ပါဘူးเนาะအဲ့တော့ဘယ်လိုပဲဖြစ်ပါအခုချိန်မှာဆိုရင်တော့ Boba Nutrition ကြီးဝင့်နေလို့ပါပြီเนาะအဲ့တော့ကျွန်တော်တို့ P2D ရဲ့ BC ကဘယ်လောက်ထိရောက်လဲဆိုရင်အထိုင်းမှာပြုတ်လို့မဲ့ပွဲလို့မဲ့ပြတ်သွားတယ်ပေါ့เนาะဒီရွှေသူရဲ့ပွဲနဲ့ပတ်သက်ပြီးတော့တိဆက်ပြီးသားနောက်ကြည့်အောင်เนาะ ကိုဖန်နင်ကန်ဘန်ကောက်မြို့မှာပြုလုပ်မဲ့မြန်မာအစိုးရရဲ့ဖြတ်ပြေးပွဲဟောင်းပြည်သူတွေရဲ့ဘွိုင်းခေါ်ပြုလုပ်ခရရာကြောင့်ဖြတ်သိမ်းလိုက်ကြောင်းသတင်းရရှိပါတယ်။မနက်ဖြန်နိုဝင်ဘာ၁ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့က Spicy Club မှာပြုလုပ်မဲ့အစိုးရရွှေထူးအုပ်စိုးခန့်ချမ်းမြေမောင်ချိုးတင်မီတို့ရဲ့ဖြတ်ပြေးပွဲကိုဖြတ်သိမ်းလိုက်ကြောင်းအဲ့ဒီပွဲကိုစီစဉ်တဲ့ BKK ကောင်းပြေကောင်းရှိုးရုံးရဲ့တာဝန်ရှိသူကိုကောင်းပြေလွင်ဆိုသူကလူမှုကွန်ရက်ကနေအတည်ပြုပါတယ်။အဲ့ဒီဖြောပြပွဲစီစဉ်သူဟာသူကိုယ်တိုင်လူငယ်တူဖြစ်လို့ ပျော်ရွှင်မှုကိုနှစ်သက်ပြီးလူတချို့ကိုပျော်စေချင်တာကြောင့်စီစဉ်ခဲ့တာဖြစ်ကြောင်းနဲ့ဒီပွဲကြောင့်စိတ်အနှောက်ယှက်ဒါမှမဟုတ်ထိခိုက်မှုတစုံတရာဖြစ်စေခဲ့တယ်ဆိုရင်အนูအညွန့်အတောင်းမှန်ကြောင့်ကိုကောင်းပြည်လွင်ကအေးသာထားပါတယ်ပျော်ပြေပွဲကျင်းပမဲ့စပိုင်ကြီးကလပ်ကိုဝိုင်းကော့ကြဖို့လူမှုကွန်ရက်မှာရေးသားခဲ့ကြတာပါအဲ့ဒီပျော်ပြေပွဲကိုပြီးခဲ့တဲ့အောက်တိုဘာ၃ရက်ကလေးကလက်မှတ်တွင်စာရောင်းချခဲ့တာဖြစ်ပါတယ်မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့အရာတွေကြောင့်ပြည်သူတွေစိတ်မချမ်းသာတာနာကျင်မိတာရှိခဲ့မယ်လို့နားလေကြောင်းပွဲစီစဉ်သူကဆိုပါတယ် လက်ရှိမှာထိုင်းနိုင်ငံမှာရုံတင်ပြသနေတဲ့ဗျောဒဏ်ရုပ်ရှင်ဇာတ်ကားကိုဝိုင်းကော့ပြုလုပ်မှုအောင်မြင်နေပြီးအဒီဇာတ်ကားအပေါင်းဝင် စစ်ကောင်စီထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ဆက်ဆက်တဲ့ကိစ္စတွေကိုလှုပ်ဆောင်ပေးနေတဲ့ဆိုင်တွေအွန်လိုင်းဆဲလီတွေကိုလည်းဝိုင်းကော့ပြုလုပ်သွားမယ်လို့ FNCC ကဒီပေးထားတယ်နော်အဲ့တော့ကျွန်တော်ပြည်ပစင်းရဲ့နောက်ဆုံးရရနေ့ကပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှိပါတယ်ကြီးလေလာမယ်ပေါ့နော် BC တစ်ခုတစ်ခုတယောက်ပြောက် ကဲ1027ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါက new dollar in အတွက်တိုက်တာလားသူတို့ရဲ့အရှိုးစီးပွားအတွက်တိုက်တာလားဆိုတော့သုံးသပ်ပေးတဲ့ဟာလေးနားထောင်ကြည့်အောင်နော်ရာနီယာတို့ဘာတို့မှာသူတို့နဲ့နှီးစားတဲ့သူထဲ့တယ်ဆိုတာဟိုအကုန်လုံးကအရှင်လေဟိုဘသူကစစ်ကိုအားတောင်အောင်လုပ်နိုင်မလဲဥပမာ UNG ကအားတောင်အောင်လုပ်နိုင်တယ်ဆိုသူတို့ UNG နဲ့ပေါင်းမှာပေါ့နော် UNG ကအားတောင်အောင်လုပ်နိုင်မဲနဲ့ဟိုစစ်တပ်ကပဲအရင်လိုပဲပြန်နိုင်သွားမယ်ဆိုရင်သူတို့စစ်တပ်နဲ့ပဲပြန်တီးရမှာလीအဲ့တော့သူတို့ကလည်း ဟိုဒီဘက်က framework ကသူတို့ကြိုက်တဲ့ framework မဟုတ်တဲ့ခါမှာသူတို့ရဲ့စဉ်းစားမှုကလည်းအရှင်စဉ်းစားကြတာပေါ့နော်အဲ့တော့ပရမတစ်ချက်ကပရမ line ကပေါ့နော်ຫນွေဥဒေါ်လာရင်းနဲ့ရောတကယ် inline ဖြစ်ရလားဆိုတဲ့ဟိုတစ်ချက်ပေါ့ကျွန်တော်ပြောတယ်ဟိုပရမ line ရဲ့ယူရချက်ကကြားဖြန့်ကိစ္စရေဒီစစ်အာဏာသိမ်းအစိုးရဟလာမတည်နေအောင်လုပ်နေတာကိုလက်ဆင့်ပေးလို့ဒါတရုတ်ရဲ့စံညောင်းလေးနော်အဲ့တော့တရုတ်က အခုမှပါတာမဟုတ်ဘူး ပထမလိုင်းစာတွေကပါတာဒါကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။နော်ဒါပထမတစ်ချက်နော်အဓိကဒုတိယတစ်ချက်ကနေဦးတော်လိုင်းအချိန်ကောင်းမှုဆိုတာ framework တစ်ခုလုံးကမှားတာလေ။အစင်းမြိုင်အစိုးရဖွဲ့ပြီးလုပ်ခဲ့တဲ့တော်လိုင်းဘယ်တော်လိုင်းမှမအောင်ကျွန်တော်တောက်လျှောက်ပြောတာစာဖွဲ့ရ။နော်ကမ္ဘာနိုင်ငံကြီးမှာကျွန်တော်တို့ကသုတေသနလုပ်တာလေ။အဲ့တော့ဟိုပထမအဆင့်ကလက်နက်ကင်တော်လိုင်းကြီးကမှတပ်ပေါင်းစုပုံစံဖွဲ့ပြီးမှဟို agreement တစ်ခုနိုင်ငံကြီး agreement တစ်ခုကိုရအောင်လုပ်ရမယ်။ နိုင်ငံရေး agreement ရအောင်မလုပ်နိုင်မယ်နဲ့စစ်နိုင်တိုက်ရေးဆိုတာခင်ဗျာဟိုဘယုတ်တစ်ခါရလာပဲထွက်လာမှာနော်ဒီနေ့ကြုံနေရတာအားအရီပဲဟုတ်ပြီအခုအချိန်တွေကိုနေတာတဲ့ကိုကိုတိုင်းဖန်နေอยู่ဘူးလို့တယ်အခုဟိုတီယန်နာနေတို့ဘာလို့ပါဆိုတာတကယ်တမ်းပြောမယ်ဆိုရင်ပထမလိုင်းအဆင့်နေရာကိုပြန်ရောက်သွားတာပဲလေအဲ့ဒါဒုတိယလိုင်းကတိန်းထားတဲ့နယ်မြေလူပေးရတာအတွက်လို့ဒီ high ground သဘောတူညီမှုအခြေခံပုံမှာ ရထားတဲ့ပထမလိုင်းပုံမှာရခဲ့ကြတာပဲနောက်တစ်ခုကဗမာနိုင်ငံရေးသမားတွေဒီတိုင်းရင်းသားတွေရဲ့ပြဿနာတွေကြားမှာဝင်ပြီးလက်မရှိဘူးလို့ရယ်ဥပမာပြောမယ်ဆိုရင်ဟိုရှမ်းနယ်တွေကိုရှမ်းပြည်ကိုရှမ်းလက်နက်ကိုင်တော်လိုင်းရေးတွေကဝင်သိမ်းတာပြဿနာမရှိဘူးဒါပေမဲ့ TNL တို့တခြားလူတွေကဝင်သိမ်းတဲ့အခါမှာတွားပြီးတော့ဆွတ်ရုံမထောက်ခံဘူးလို့ရယ်နော်ရှမ်းနယ်ရဲ့ပိုင်ဆိုင်မှုဟာရှမ်းပြည်သူတွေပဲဆုံးဖြတ်ပါလိမ့်ကိုကဝင်ဝင်ပြီးတော့တွားပြီးတော့ ဝင်မဆွတ်ဖက်ဖို့လုပ်တယ်အဲ့လိုဆွတ်ဖက်ရင်ခင်ဗျာဗမာဘရင်တွေလုတ်ခဲ့တဲ့ဟာကိုအားပေးတာလည်းမထူဘူးလीဒါကကျွန်တော်တို့ဗမာနိုင်ငံရေးသမားတွေဗမာအုပ်စုတွေအထူးသဖြင့်2015နောက်ပိုင်းကျမှနိုင်ငံရေးကိုဖျက်ဝင်လာတဲ့သူတွေဟိုအွန်လိုင်းမှာရှောက်ရတာဒီဒါတွေကိုစင်ကျင်မှုလို့ရတယ်ပေါ့အဲ့တော့ဘာကိုပြောချင်လဲဆိုတော့ TNL အခုပထမလှိုင်းမှာတော့တိမ့်ထားတဲ့နယ်မြေတွေကိုယ်တိုင်ကကျွန်တော်ထင်တယ်ဒေသခံတွေနဲ့ပြဿနာတွေရှိနေကြတော့မယ်အဲ့တော့ဟိုစစ်တပ်နဲ့လည်း TNL ကတိုက်နေသူတစ်ဖက်မှာလည်း ဒေသခံတွေနဲ့ TNL ကြားကပြဿနာတွေရလည်းရှိတယ်အဲ့ဒါကဟိုကာယကရှင်တွေပဲရှင်းကြပါစေเนาะဗမာနိုင်ငံကြီးလုတ်တက်သူတွေမတိဘဲနဲ့ဝင်ဝင်ပြီးတော့သူများရဲ့ဟိုတိုင်းသားကြီးတွေမှာဝင်ပြီးမဆွတ်ဖက်ကြပါနဲ့ဒါဟုတော့သတိထားဖို့လိုမယ်တင်တယ်ဟုတ်ပြီအဲ့တော့နောက်ဆုံးတရားဖြစ်ပါတယ်ဥပဒေအညစ်ကတော့ဒါပါအခုခင်ဗျားတို့ကျွန်တော်တို့မြင်နေရတဲ့ဒါကတော့ဒါတောင်မှ အစိတ်လူထားတဲ့ဒါပါအဲ့ဒီအစိတ်လူထားတဲ့ ဒါအကြောင်းကိုနည်းနည်းဆက်ပြီးတော့ပြောပါမယ်။လှုပ်တာမလှုပ်နဲ့လှုပ်တာနဲ့ဖမ်းမယ်ဆိုတဲ့ဥပဒေပါ။ဥပဒေနာမည်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်။ဥပဒေလို့သူတို့ပြောလို့သာဥပဒေလိုက်ခေါ်လိုက်ရတာပါ။ဥပဒေအင်္ဂါနဲ့ညီတာဘာမှမရှိပါဘူး။သူတို့စိတ်ထဲမှာပေါ်လာတဲ့စော်ခြင်းနှက်ခြင်းနဲ့စန္ဒတွေကိုစာစီထားတာပါပဲရွေးကောက်ပွဲ ပြက်အောင်ဟောပြောလှုပ်စော်ဆန္ဒပြရေးသားလို့ရှိရင်ထောင်ဒဏ်၃နှစ်ကနေ9နှစ်အထိချမယ်တဲ့ဗျသူတို့လှုပ်တဲ့ရွေးကောက်ပွဲဟာအနိုင်ရထားတဲ့ NLD ကိုဖယ်ထုတ်ပြီးတော့အရှုံးသမားတွေနဲ့ကြီးပဲလှုပ်တဲ့ရွေးကောက်ပွဲလို့ပြောမိလို့ရှိရင်အဲ့ဒီ၃နှစ်ကနေ9နှစ်အတွင်းအကျုံးဝင်သွားနိုင်ပါတယ်တကယ်တော့ဒါကမှန်တာကိုပြောတာလေဒါပေမဲ့သူတို့ကတော့ထောင်ချမှာပါပဲမှန်တာပြောရင်ထောင်၃နှစ်ဆိုတဲ့ဥပဒေပေါ့ဗျာအမှုသမားတယောက်ကရက်ကွက်တစ်ခုထဲမှာသွားပြီးတော့စိန်ခေါ်တဲ့လေဗျအဲ့ဒီရက်ကွက်ထဲက ီရက်ကွက်ထဲမှာဘယ်ကောင်မိုက်လဲကွာမိုက်တဲ့ကောင်ထွက်ခဲ့တဲ့အေးငါမိုက်တယ်ကွာဆိုပြီးတော့ဗလာကောင်းကောင်းဇာကောင်းကောင်းလူတယောက်ထွက်လာတော့အမှုသမားကအေးမိုက်တဲ့ကောင်ထွက်လာလို့ရှိရင်ကျန်တဲ့ကောင်နဲ့ငါနဲ့ချမယ်လို့ပြောပါတယ်ဗျာအခုလဲအဲ့လိုပါပဲဗလာကောင်းကောင်းဇာကောင်းကောင်းလူကိုဘေးဖယ်ပြီးတော့ကျန်တဲ့ကောင်နဲ့ငါနဲ့ချမယ်လို့လှုပ်တာဟာအခုရွေးကောက်ပွဲရဲ့အနှစ်သာရကြီးပါပဲရွေးကောက်ပွဲကိုချိတ်ချောက်ဟန်တာရဲ့နာကျင်စင်အပြင်းထန်နာကျင်စင်လို့ရှိရင်ထောင်တန်း9နှစ်ကနေ10နှစ်ပါတယ် ကော်မရှင်ကလူတွေကိုချိတ်ချောက်လို့ရှိရင်နာကျင်စေလို့ရှိရင်အပြစ်အပြစ်ထံနာကျင်စေလို့ရှိရင်တော့ထောင်ဒဏ်10နှစ်ကနေပြီးတော့အနှစ်20လို့ရေးထားပါတယ်မဲပြားမဲပုံမဲယုံတွေကိုဖျက်ဆီးလို့ရှိရင်ထောင်ဒဏ်9နှစ်ကနေပြီးတော့10နှစ်ပါတယ်အဲ့လိုမျိုးကိုပဲလူစုလူဝေးနဲ့လှုပ်လို့ရှိရင်တော့ထောင်ဒဏ်တစ်သက်အထိပေးနိုင်ပါသေးတယ်ဗျာအဲ့ဒီအထက်ကလှုပ်ရက်တွေကိုလှုပ်ရမှာလူတယောက်ယောက်သေခဲ့လို့ရှိရင်လှုပ်တဲ့လူကိုသေတံပေးမယ်လို့ဆိုပါတယ်ဟောလာပါပြီဗျာ ဟာသအမြောက်ဆုံးဥပဒေအပိုက်တစ်ခုဖတ်ကြဗျတိတ်တိတ်ချာချာဖတ်ဖူးရဲရှိအောင်ဖတ်ထားလိုက်ကြပါဥပဒေဆိုတဲ့ဟာတွေနဲ့ပါဒီလိုမထော်မနှမ်းမျိုးတွေကိုတွေ့ရဖို့ဆိုတာသိပ်လွယ်တာမဟုတ်ပါဘူးဒီခေတ်မှာလူဖြစ်လာတော့ဒါမျိုးတွေကိုတွေ့ရတာပါကျွန်တော်ကတော့ရည်ကျင်လို့ရှိရင်ခင်လိုင်းတို့အုံသီးတို့မျက်နှာတော့သွားကြည့်မနေပါဘူးဥပဒေတွေကိုဖတ်လိုက်တာပါပဲတော်တော်ရည်ရတယ်ဗျအဲ့ဒီပြမှုတွေကျွလွန်တဲ့အခါမှာ ပူပေါင်းကြံစီရင်ဖြစ်ဖြစ်အားပေးကူညီရင်ဖြစ်ဖြစ်အဲ့လို လုပ်ခဲ့လို့ရှိရင် အားပေးကူညီတဲ့လူလည်းအပြစ်ဒဏ်အတူတူခံရမှာပဲလို့ရေးထားပါလေဗျာလူသိမှုကျူးလွန်လို့ရှိရင်ဒေတာအေးအဲ့လိုလူလူသိမှုကျူးလွန်တာကိုဘေးကနေရက်ကြည့်ပြီးတော့လက်ခုပ်တီးလို့ရှိရင်အဲ့လိုလက်ခုပ်တီးတဲ့ကောင်လည်းဒေတာမဲလို့ပြောချင်တဲ့သဘောပါကျူးလွန်တဲ့သူနဲ့အားပေးတဲ့သူပြစ်ဒဏ်အတူတူပဲဆိုတာကြားဘူးကြသလားဗျအဲ့လိုဥပဒေမျိုးကိုတရားတယ်လို့ရောထင်ကြပါသလားမတရားမှန်တိတိကြီးနဲ့ဘာလို့များ အဲ့ဒါလို့ရေးထားတယ်ဆိုတော့အစွမ်းကုန်ခြောက်ချင်လှန့်ကျင်လို့ရေးထားတာပါဒီဥပဒေနဲ့အေးအေးယူမှနော်အေးအေးယူမှနော်လို့ပြောနေတော့ဘာလို့ပြေးမြင်မိတယ်လဲဆိုလို့ရှိရင်ဓာတ်တရံရံနဲ့စိန်ခေါ်နေတဲ့လူမိုက်ကိုပဲပြေးမြင်မိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောပါတယ်သူတို့ခင်မှာဥပဒေဆိုတာဒါတရားသူကြီးကလူမိုက်နိုင်ငံတော် အကြီးအကဲဆိုတဲ့ကောင်ကလက်မတော်ဖုတ်တော့ပါလို့